အောင်မြင်ခြင်းလဲဆိုတာကိုကျွန်တော်တို့အားလုံးပြောနေကြတယ်မဟုတ်လားဒါမှမဟုတ်တကယ်အောင်မြင်ခြင်းရယ်တကယ်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ခြင်းရယ်စောစောထားဖို့လိုတယ်ဗျာလိုတယ်ဘာလို့လဲသူများရဲ့မထခင်ကဘာကြီးအိတ်ဆက်နေခြင်းမှာတင်ကစခင်လိုက်ပါတဲ့ကိုလက်လေ့ကျင့်ခန်း exercise ပထမဆုံးကိုလက်လေ့ကျင့်ခန်းလုပ်ပါသူလက်ပတ်မှုကောင်းပါစေစိတ်ရော ကိုပါလမ်းဆန်းပါစေနှစ်စိတ်တည်ငြိမ်မှု meditation ပြီးရင်စိတ်ကိုတည်ငြိမ်အောင် meditation လုပ်ပါငြိမ်သက်တဲ့အချိန်မှာသင်ရဲ့အသွေးတွေသင်ရဲ့ခံစားချက်တွေကို ကြည့်ပါ၃ကိုယ့်ကိုယ်ကိုသိရှိခြင်း journaling နောက်ဆုံး self awareness ရဖို့ journaling ၏ပါသင်ရဲ့ပန်းတိုင်တွေသင်ရဲ့အကြောက်တရားတွေဒီနေ့သင်ကျေးဇူးတင်မိတဲ့အရာတွေအကုန်ရေးချပါနေကုန်းချုပ်ဒီလိုအရာတွေကိုနေ့စဉ်လှုပ်ဆောင်နိုင်ရင်သင်ဘဝတိတိတသာပြောင်းလဲလာလိမ့်မယ် ဒါကိုပဲ morning routine လို့ခေါ်တာပါ။သင်ရဲ့မနက်ဖြန်မနက်ခင်းကိုဒီနေ့ကစပြီးပြောင်းလဲပြဖို့အသင့်ထစ်ပြီလား။